တန်ခါကိုကြောင်းဆောင်လူတာဟာအာမိသဒါနလို့ခေါ်တဲ့ပစ္စည်းလူတဲ့အလှူတွေထဲမှာစွမ်းသင်္ကန်းကြောင်းဆဲဆိုတဲ့အလှူတွေထဲမှာကြောင်းအလှူကအကောင်းဆုံးပဲစာပေကျမ်းကသင်ကြားမှုပါအမတန်မှအရေးကြီးလို့စာသင်နေတဲ့ကြောင်းလိုက်တွေကိုအပိချင်းမြောက်ပြီးတော့လှူရတယ်တန်းရတယ်ဆိုတဲ့ကုသိုလ် ဒါဖရာဆုံးမတိုင်နေထိုင်တာပဲလို့ပဲပြောလို့ရနော်အစ်ဓမ္မတံမိုးရှိတဲ့သာသနာပြုကုသိုလ်တစ်ခုပဲစေရီတဆူတီးပြီးတော့ဖရာကုန်းွယ်မယ်ဆိုလို့ရှိရင်ရသော်ဖရာကုန်းကိုအာယုံပြုလို့ဗုဒ္ဓပူဇာတော့ဖြစ်ပါရဲ့ចောင်းတဲ့ចောင်းဆောက်ပြီးတော့လှူလိုက်တာတော့ဒီ သာသနာတော်အတွက်အကျိုးဖြစ်ထွန်းမှုရှိမရှိစဉ်းစားပြီးတော့ကြည့်ကြရအောင်နော်စေရီတူတယ်ဟုတ်ပြီနန္ဒလန္ဒပုဂ္ဂိုလ်တွေဖះကိုရှ िख ိုးကြမယ်လက်ဝချေကြမယ်ကုသိုလ်ရကြမယ်မှတ်နေနော်ဒါတော့ပဲစေရီတီတဲ့ပုဂ္ဂိုလ်ကလည်းဖះကိုအာယုံပြုပြီးတော့ကုသိုလ်တွေရမယ်ဟုတ်တယ်ဒါတော့ပဲရเจ้าတဆောင်ဆောက်လိုက်လို့ရှိရင် ဖရာကိုပူဇော်ပြီးသားလည်းဖြစ်တယ်တရားကို ပူဇော်ပြီးသားလည်းဖြစ်တယ်တန်ခါကိုပူဇော်ပြီးသားလည်းဖြစ်သွားတယ်ယရဏသုံးပါလုံးပူဇော်ပြီးဖြစ်ယုံမြမကသာသနာတော်အထွန်းရှိကြဖို့အတွက်မိမိပြုလိုက်တဲ့ကုသိုလ်ဟာတထောင်တခွေးကနေပြီးတော့အကျိုးပြုနေတာဖြစ်လို့အင်တာမတ်တမိုးရှိတဲ့ကုသိုလ်စိတ်ထဲမှာဝမ်းသာနေရမယ်ဒီတိုင်နော် ဖရားတဲ့မြတ်တယ်လို့ပြောတာမဟုတ်ဘူးเนาะစဉ်းစားပြီးတော့ကြည့်အကျိုးဖြစ်တာကိုပြောတာเนาะမြတ်စွာဘုရားဇေဒီကိုတည်ပြီးတော့ကိုးဝဲတာကုသမရဘူးလို့ပြောတာမဟုတ်ဘူးရတယ်ဖရားကိုပူဇော်တာကောင်းတယ်မကောင်းဘူးပြောတာမဟုတ်ဘူးအကျိုးကိုကိုယ့်ဘောကိုတွက်ကြည့်လိုက်ကျောင်းဆောက်လိုက်ရင်ဖရားပါတယ်အဲ့ထက်မှာเนาะဖရားရုပ်ဘွားတော်ကိုထည့်သွင်းပူဇော်ထားတယ်ဟောဗုဒ္ဓပူဇော် တန်ဃာတွေသတင်းသုံးနေသည့်အတွက်ကြောင့်ထိုတန်ဃာတွေတင်ကြပို့ချနေတဲ့တရားဟောဓမ္မပူဇာတန်ဃာတွေကိုပူဇော်ခြင်းဆိုတန်ဃာပူဇာဖရာတရားတန်ဃာခုနကဇီရီကိုတီထားကိုယ်ဝယ်မယ်ဆိုလို့ရှင်ဘုရားပူဇာတစ်ခုပဲရနိုင်ဓမ္မပူဇာမရနိုင်ဘူးတန်ဃာပူဇာမရနိုင်ဘူးဘာဖြစ်လို့တော့ဆိုဇီရီကဇီရီကအာယုံပြုတ်လို့ရတာတစ်ခုပဲရှိတယ်အခုတို့စာပေကျမ်းကနေတင်ကြပြီးတော့ တန်ဃာတွေသတင်းသုံးလို့ရတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့သူចောင်းဆောက်ပြီးတော့လှူရတာဟာသာသနာတော်အတွက်အင်မတန်မှအကျိုးဖြစ်တယ်လို့ဒီလိုမှတ်ရမယ်နော်သာသနာတော်အတွက်အလုံးကိုအကျိုးဖြစ်တဲ့အလုပ်တစ်ခုတို့လုပ်ရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာမြတ်စွာဘုရားကိုယ်တိုင်ကိုကဝိဟာရဒါနံတန်ဃတ်သာအေကံဗုဒ္ဓေနာဝဏိတံတန်ဃာကိုចောင်းဆောက်လှူတာဟာ အမိတာဌာလို့ခေါ်တဲ့ပစ္စည်းလူတဲ့အလူတွေထဲမှာဆွမ်းသင်္ကန်းကြောင်းဆဲဆိုတဲ့အလူတွေထဲမှာကြောင်းအလူကအကောင်းဆုံးပဲ။ဘာဖြစ်လို့တော့ဆိုရင်အခုပြောတဲ့အတိုင်းကြောင်းဆောင်လိုက်တဲ့ဖြင့်ဗုဒ္ဓပူဇာလည်းဖြစ်တယ်။တရားဓမ္မတွေသင်ယူပို့ချနေသည့်အတွက်ကြောင့်ဓမ္မပူဇာလည်းဖြစ်တယ်။တန်ဃာတွေသတင်းသုံးသည့်အတွက်ကြောင့်တန်ဃာပူဇာလည်းဖြစ်တယ်။ဒါရင်လားလို့ဆိုမကဘူး။တန်ဃာတွေကအဲ့ဒီကြောင်းမှာသတင်းသုံးပြီးတော့ generation to generation မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပြီးတော့ဘုရားရဲ့တရားတော်တွေကိုသင်ကြားပို့ချပေးလိုက်လို့နောက်တစ်ဆက်ကနေထပ်ပြီးတော့သင်ကြားပို့ချပေးမယ်ဆိုရင်ရသော်ဘုရားရဲ့တရားတော်တွေကိုလက်ဆင့်ကမ်းပြီးတော့သင်ယူသွားတာရှင်းတော့ကလည်းဒီစနစ်နဲ့သင်ယူလာလို့အခုနှစ်ပေါင်း2600ထိအောင်တရားတွေမပြောက်ပြတ်တာအကယ်၍မသင်မဲနေမယ်ဆိုလို့ရှိရင်ပျောက်သွားပြီးကြာလာပဲဘယ်သူမှအတိတ်ပဲမဖော်နိုင်တော့ဘူး အဲ့တော့သာသနာရှိကြဖို့အတွက်ထုတ်လုပ်ထားတဲ့အလုပ်ဟာအမှန်တမ်းအကျိုးဖြစ်တယ်လို့ဝမ်းသာဖို့ပဲเนาะ